ကျမ်းမာရောမနှစ်သက်သူရဲ့လို့တော့မရှိပါဘူးကျမ်းမာမှလည်းလုံလန်းကင်ကန်းတွေကိုကောင်းစွာလုံခိုင်နိုင်မှာဖြစ်တယ်လို့ဤစီဘဝကိုလည်းပျော်ရွှင်ကျမ်းမာစွာကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းကျမ်းမာခြင်းဒီလက်တပါလို့ဆိုကြရပါတော့။ဒီတစ်ခေါက်မှာတော့ကျမ်းမာစီဖို့အတွက်မနှက်စောစောတိုင်းမှာတောက်ပေးတဲ့တောက်ဆရာတွေကဗိုင်လက်စွာကိုပြပြပေးခြင်းပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်လို့အတင်း subscribe လုပ်ပြီးတော့အေးနာအမှုတီပဲလို့လည်းနှိပ်ခဲ့ပေးပါအောင်ရှင်။ င်ဖို့တောက်ပေးသင့်တဲ့ပထမတစ်မျိုးကတော့တောက်ရည်ပဲဖြစ်ပါတယ်။ခနာကိုအတွင်းရောအပြင်မှာချမ်းပါစီဖို့မနက်စောစောမှာတောက်ပေးသင့်တဲ့ပထမဆုံးတောက်စရာတစ်ခုကတောက်ရည်ပါနော်။တောက်ရည်တန်တန်လေးကိုအိယာနိုးနိုးချင်းမှတောက်ပေးတာကအစာချေစနစ်ကိုချမ်းပါစီပြီးကိုတွင်းရအစိအတောက်တွေကိုဖျက်ရှားပေးတယ်လို့ဇီဝကံမဖြစ်စဉ်တွေကိုလည်းကောင်းမွန်စေနိုင်ပါရဲ့ရှင်။ ။အတမျိုးတော့လက်ဖက်ဆေးရည်နှွေးချံပါ။မနေ့အရာနုံလို့ချင်းမှာလက်ဖက်ဆေးရည်နှွေးချံခက်နေနေလေးတစ်ခွက်တော့တောက်ပေးတာကစိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ဦးလျံတွေကိုတန်ရှင်းစေပြီးတော့အစာချေစနစ်ကိုပါကျန်းမာစေနိုင်ပါတယ်။ကိုယ်ရင်းမှာသွေးစစ်စစ်မှုကောင်းစေပြီးတော့ကိုယ်ရင်းအင်္ဂါတွေကျန်းမာစေဖို့လည်းထောက်ကူပေးနိုင်ပါတယ်ရှင်။အတော်မျိုးတော့ခရမ်းကျင်သီးဖြိုရည်ပါ။တကြားနဲ့လူလောက်အချူတွေရောမထားပဲနဲ့တဘာဝခရမ်းကျင်သီးဆစ်ဆစ်ကိုကြိတ်ထားတဲ့ခရမ်းကျင်သီးဖြိုရည်တစ်ခွက်ကိုမနက်အိပ်ရထကဆင်းတောက်ပေးတာကဗီတာမင် C ပြည့်ဝစေပြီး ပြီးတော့စရောကူဝါတက်ကြရန်ဆန်းစီနေပါတယ်။အမြင်တက်ကြွေဝါတာကအစားချစ်စနစ်အချမ်းပါစီတယ်လို့ရုပ်တရက်သွေးကြုံမြင့်တက်တာမျိုးတွေမဖြစ်စေဘူးလဲကောက်ွယ်ပေးပါရဲ့။အရင်ပြားပြဿနာကင်းစေပြီးတော့ခန္ဓာကိုယ်ရဲ့အဆီဘူးတွေကိုလည်းဖယ်ရှားပေးနိုင်ပါရဲ့ရှင်။ ။နောက်တစ်မျိုးကတော့အုံစိမ့်ရည်ပါ။အဲ့ဟာနုံလို့ချင်းမှာတောက်ပြီးတဲ့နဲ့နောက်ထပ်တောက်စီရတစ်ခုကတော့အုံစိမ့်ရည်ပဲဖြစ်ပါတယ်။အုံစိမ့်ရည်ကဒရိုးစိမ့်ရည်ပစ္စည်းတွေပါဝင်နေတာကြောင့်နတရှိယောဂါဖြစ်နိုင်ခြေတွေရှော့ချပေးနိုင်တယ်လို့ကိုရင်းရအစိမ့်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။ပိုတက်ဆီယမ်ပါဝင်နေတာကြောင့်သွေးမတွအောင်လည်းကောင်းဝယ်ပေးနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ဂျင်းယူနေကြံပါ။ကျင်းလက်တစစ်စာတော့အပြားလေးကိုခက်ဆက်ဆက်ထူပြီးတော့ခွက်တစ်ခုတည်းထည့်ပါပြီးရင်ရင်လွေးစုစုကိုလောင်းထည့်လို့15မိနစ်လောက်စင်ထားပြီးတော့ရလာတဲ့ဂျင်းရင်လွေးကြမ်းကိုခက်နေ ွေအချိန်မှာတောက်ပေးတာကလည်းစရောကိုပါတကြွလမ်းစမ်းစီဖို့ထောက်ကူပေးနိုင်ပါတယ်။သွေးလက်ပတ်မှုကောင်းစေပြီးတော့ကိုရီးယားအစိတ်အတော့တွေကိုဖယ်ရှားပေးနိုင်တယ်လို့အစီအပိုတွေကိုလည်းဖယ်ရှားပေးနိုင်မှာပဲဖြစ်ပါတယ်။ ောက်ဆုံးတစ်မျိုးကတော့ထမင်းရည်ပဲဖြစ်ပါတယ်။မနေ့အိယာနိုးလို့ချင်းမှာထမင်းရည်ပူပူလေးကိုစားလေးနဲ့ထည့်ပြီးတောက်ပေးတာကအားပြည့်စီပြီးရောတလိတာလုံးတက်ကြနန်းစန်းစီမှာပါ။အစာချင်းစနစ်ကိုကျန်းမာစေသလိုကိုရင်းအစိအတောက်ကိုဖယ်ရှားပေးပြီးတော့သိစီခြင်းမှုတွေလည်းကောင်းမွန်စေပါတယ်။တန်တက်အားနည်းရမျိုးမဖြစ်စေဖို့လည်းကောက်ဝဲပေးနိုင်ပါတယ်ရှင်။ဒီလောက်ဆိုရင်တော့ကျန်းမာစေဖို့မနေ့စောစောတောက်ပေးတဲ့နဲ့တောက်စရာတွေထဲကကျိုင်းနဲ့တက်တဲ့တောက်စရာတခုခုရွေးချယ်ပြီးတော့တောက်သုံးလိုက်ပါနော်။ဒီမှာပြီလို့ဆုံးဖြတ်ချပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ ်။နောက် view တွေမှာပြန်တွေ့ကြပါဦးနော်။